ုံရောက်လို့ရေဆိုပြီး online တဲ့အတန်းရင်းနှင်းမှလေးပီတိတာဖြစ်တဲ့အရန်လဲဝမ်းနေတဲ့အရန်လဲငိုချင်းနေပါသမီလေးတွေရဲ့ရှေးရေးလေးကိုပေါ့နော်မအေးတယောက်အနေနဲ့ဂုံသေးနိုင်တယ်ပေါ့နော်ပါသမီလေးတွေကိုပေါ့နော်မအေးတယောက်အနေနဲ့ဒီလိုမျိုးစင်မော်ကြီးမာရေးဆိုတဲ့လက်ခုပ်တန်နေနဲ့အမှတရားလေးကိုပြနိုင်တာသာသမီလေးတွေရဲ့ရှေးရေးလေးအတွက်ကိုအရန်ပီတိဖြစ်မိတယ်သာသမီလေးတွေအတွက်ဂုဏ်ယူမိတယ် ဟိုတာသမီတွေကိုပေါ့နော်မိခင်တယောက်အနေနဲ့ပြုစုစောင့်ရှောက်ခဲ့တယ်ကျမကြီးလိုပေါ့နော်တာသမီလေးတွေကိုအုပ်ပေးထားခဲ့တယ်ပေါ့နော်ဒါဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့တာသမီလေးတွေကိုကမွေးလာခဲ့တာလေတာသမီလေးတွေမွေးလာခဲ့ပြီဆိုတော့ကိုတာသမီလေးတွေကိုမိခင်ကောင်းတယောက်အနေနဲ့ဟိုကျမကြီးလိုပဲအုပ်ပေးထားမှာပေါ့နော်ဒါတာသမီလေးတွေရဲ့ဘဝရှေ့ရေးအတွက်ကိုအမအမြဲကြိုးစားနေအောင်မှာ ုံးရမယ်ခရီးလို့ခေါ်ပါတယ်ဒီနေ့ကတော့အပျော်ဆုံးနေ့လေးပေါ့နော်မိန်ဝနာစုကိုရခဲ့ပါတယ်မိန်ဝနာခလောင်းကြီးစောင်းခဲ့ရတယ်ပေါ့နော်ရှင်နဲ့မှပြောတာတော့တိုင်းနဲ့လုံမှာပဲပြောလို့တော့မတအောင်ပြောတယ်ကလေးဆက်တောင်းရလို့ရေးဆိုပြီး online တဲ့အတန်ရင်းနှဲမှာလေးပီတိတာဖြစ်တဲ့အရန်လဲဝမ်းနေတဲ့အရန်လဲငိုချင်းနေပါသမီလေးတွေရဲ့ရှေးရေးလေးကိုပေါ့နော်မအေးတယောက်အနေနဲ့ဂုံ ေးနိုင်တယ်ပေါ့နော်။သားသမီးလေးတွေကိုပေါ့နော်။မေတရားနေနဲ့ဒီလိုမျိုးစင်မော်ကြီးမာရေးဆိုတဲ့လက်ခုပ်တန်နေနဲ့အလှတရားလေးကိုပြနိုင်တာသားသမီးလေးတွေရဲ့ရှည်ရည်လေးအတွက်ကိုအရင်ပီတိဖြစ်နေတယ်။သားသမီးလေးတွေအတွက်ကုန်ယူနေတယ်။ငါလုံးနိုင်တယ်ဒါကိုငါမဖြစ်ဖြစ်အောင်ကြိုးစားမယ်ဆိုတာကြီးကိုပေါ့နော်။အမြဲတမ်းလဲကြိုးစားခဲ့တယ်ပင်မနေလဲခံခဲ့တယ်ဒုက္ခတွေလဲခံခဲ့တယ်ပေါ့နော်ဒီခလောင်းနဲ့ဒီလိုမိန်ဝနာခလောင်းကြီးကိုရမယ်လို့လဲစိတ်ထဲမှာမထင်ဘူးပေါ့နော်ဒါပေမဲ့ ဟိုတာသမီ73ရောက်ရဲ့အချိန်ဝါလေးနဲ့ခုလိုရလိုက်တဲ့အတွက်အရန်ဝင်းတာပါတယ်။ဒါလေးဆိုလို့ရှိရင်ပါးတွေသမီးတွေမြည်စင်မြည်ဆက်ပေါ့နော်။အစင်စင်ဆက်ဆက်မှာတာသမီးလေးတွေမြည်လေးတွေရဲ့ဆက်ဆက်မှာအမေတယောက်နေနဲ့အဖွားတယောက်နဲ့ငါတို့အမေကအလှမဲ့တယောက်ငါတို့အဖွားအလှမဲ့တယောက်ဆိုတော့အစင်စင်ပေါ့နော်။အားလုံး ပါသမီတွေမြီးတွေအဆက်အဆက်နဲ့ပေါ့နော်အဲ့ဒီလိုမျိုးဂုံလေးယူသွားချင်ပါတယ်ဟုတ်ခက်ခဲတွေကတော့အများကြီးပဲပါသမီတွေပါသမီ73ယောက်နဲ့ပေါ့ရုံးကန်ခဲ့ရတယ်ပင်မန်းစင်းရဲတွေလည်းရုံးကန်ခဲ့ရတယ်စင်းရဲတဲ့ဘွားတွေမှလည်းအများကြီးဖြတ်ကျော်ခဲ့ရတယ်ပင်မန်းစင်းရဲခဲ့တာလည်းတအားပဲပေါ့နော်အခုလိုဖြစ်အောင်လည်းကိုစူးစမ်းခဲ့ရတယ်အများကြီးကျော်ဖြတ်ခဲ့ရတယ်ဟိုပါသမီတွေကိုပေါ့နော်မိခင်တယောက်အနေနဲ့ ြုစုစောင့်ရှောက်ခဲ့တဲ့ကျမကြီးလိုပေါ့နော်။သားသမီးလေးတွေကိုအုပ်ပေးထားခဲ့တယ်ပေါ့နော်။ဒါဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့သားသမီးလေးတွေကိုကမွေးလာခဲ့တာလေ။သားသမီးလေးတွေမွေးလာခဲ့ပြီဆိုတော့ကိုသားသမီးလေးတွေကိုမိခင်ကောင်းတယောက်အနေနဲ့ဟိုကျမကြီးလိုပဲအုပ်ပေးထားမှာပေါ့နော်။ဒါသားသမီးလေးတွေရဲ့ဘဝရှေ့ရေးအတွက်ကို အမအမြဲစူးစမ်းနေရအောင်မှာ။သားသမီးတွေသားသမီးတွေကိုစွန့်ပစ်ဖို့ဆိုတာတော့အမမရှိစိတ်စိတ်ကူးတာမကူးမိခဲ့ဘူးပေါ့နော် အမရဲ့တာသမီလေးတွေကိုအမလေးအရန်လဲချစ်တယ်အမတာသမီလေးတွေအတွက်အမအသက်ရှင်နေတရွေးစူးစမ်းသွားအောင်ပါပါတာသမီလေးတွေရဲ့ခုံကိုလည်းမိခင်ကောင်းတယောက်နေနဲ့ဆောင်သွားမှာပါအဝေးရောက်နေတဲ့တာလေနိုင်ငံညာတာအမေပထမစုရလာတဲ့နေ့ကျရင်တဲ့လိုင်းမော်မှာတင်ထားတဲ့အမေပထမစုရလာတဲ့အမေကိုတဲ့မမီကိုတဲ့အိုင်ဖုန်းလက်ဆောင်ပေးမယ်တဲ့ဆိုရင် လိုင်းမော်မှာတင်ထားတဲ့ ဘုံမရပါမယ်လေအဲ့လိုမျိုးလေးသိရတဲ့အတွက်ပဲတီတီပြင်နေပြီဒီရမျိုးလေးကားတွေတမီးတွေအားလုံးအမေမိခင်ကောင်းတယောက်အနေနဲ့အမြဲတမ်းစူးစမ်းသွားမှာပါလို့သားသမီးတိုင်းကလည်းမိဘရဲ့မေတ္တာကိုပေါ့နော်အမြဲတမ်းမိဘမေတ္တာကိုနားလည်ကြပြီးတော့မိဘတွေကိုသားသမီးဝတရားကြည်အောင်မိဘတွေအပေါ်မှာသားသမီးတွေတာဝန်ကျေပေးပါလို့